မင်္ဂလာပါခင်ဗျမင်းသူရပါဒီနေ့ကျွန်တော်ကျွန်တော်ညီကောင်မတော်ကတငယ်ချင်းမိတ်ဆွေတွေအတွက်ပုံမြင်လေးတပုံပြောပြပါအဲ့ဒါတော့ဗာလဲဆိုတော့ကျွန်တော်တခါတော့ဟာတငါသိအတယောက်ရှိတယ်ပေါ့တငါသိရဒီမြစ်ထဲမှာပေါ့နော်ငါသွားရှာတယ်ငါသွားရှာတဲ့အခါမှာသူကငရံသုံးအောင်ရလာတယ်ငရံသုံးအောင်ရဲ့နာမည်ကတော့ကံညံဝရိယဆိုတဲ့ငရံသုံးအောင်ရလာတဲ့အခါကျတော့သူကလီဝမ်ပိုက်ထဲမှာထည့်ထားတယ်ထည့်ထားတဲ့အခါကျတော့အဲ့ဒီမှာဝရိယရှိတဲ့ငရံကကျတော့မလုပ်လဲဆိုသူက ဒီလေတွေကနေပြီးတော့သူအပြင်ပေါ့နော်ရေထဲကိုပြန်ဆင်းနိုင်ဖို့အတွက်ကိုသူကအမြဲတမ်းကြိုးစားဝိရိယထားပြီးတော့အမြဲတမ်းခုန်ထွက်ဖို့ကြိုးစားနေတယ်အဲ့ဒီအချိန်မှာတန်ဃာတရားနေပြီးတော့စိတ်မရှိတော့ခဏခဏခုန်ထွက်နေတယ်ငရဲ့ဆိုပြီးတော့သူကထုပြီးတော့တတ်လိုက်တယ်ပေါ့နော်အဲ့တော့တေွားတာပေါ့တေွားတဲ့ခါကျတော့နောက်ကံရဲ့ညံရဲ့ဆိုတဲ့ငရဲ့နှစ်ကောင်ကြံ့တယ်အဲ့မှာညံရှိတဲ့ငရဲ့ပေါ့နော်ညံဆိုတဲ့ငရဲ့ကတော့မလုပ်လဲဆိုတော့သူကတေးကြင်အောင်ဆောင်းနေလိုက်တယ် ဲ့ဒီခါမှာတန်ဃာတေကအော်ဒီငရဲကတော့တီးွားပြီဆိုပြီးတော့လေးဦးကိုပြစ်ချလိုက်တယ်လေးဦးပြစ်ချလိုက်တဲ့အချိန်မှာပဲသူကအာကုန်တုံးပြီးတော့အပြင်ကိုခုံထွက်လိုက်တယ်အဲ့ဒီခါမှာညံဆိုတဲ့ငရဲကတော့လွတ်မြောက်သွားတယ်ကံဆိုတဲ့ငရဲကြံတယ်ကံဆိုတဲ့ငရဲကတော့မလုပ်လဲဆိုတော့တီလဲငါကံရှင်လဲငါကံပဲဆိုပြီးတော့ဒါမဲ့လိုက်သွားလိုက်တယ်လိုက်သွားတဲ့ခါကျတော့အိမ်ရောက်တဲ့ခါကျဟင်းအိုးတွေရောက်လာတာအဲ့လိုပဲကျွန်တော်ဘုရားမှာ ကြိုးစားတဲ့အခါမှာကျွန်တော်တို့ဒါကြိုးစားတာတွေလည်းကောင်းတယ်ဝိရိယရှိရှိနဲ့ကြိုးစားတာတွေလည်းကောင်းတယ်ဒါပေမဲ့ကြိုးစားတဲ့နေရာလွဲမှားနေရဆိုရင်လည်းဘလောက်ပဲကြိုးစားကြိုးစားကျွန်တော်တို့ကအချိန်ကြီးကုန်တာပဲအဖတ်တယ်လေကံကိုပဲယုံနေမယ်ဆိုရင်လည်းအစ်စ်မပြေဘူးဘာလို့လဲဆိုတော့ကံပဲယုံနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟင်းိုးတဲ့ရောက်သွားတဲ့ငွေရက်လို့ဖြစ်မယ်ပေါ့နော်ကံကိုယုံပြီးတော့စုပုံနေလည်းမနေနဲ့ဆိုတဲ့စကားလည်းရှိတယ်ပေါ့အဲ့ခါကျတော့ကျွန်တော်ညံလည်းသုံးမယ်ပေါ့ညံတစ်ခုတည်းနဲ့လည်းအစ်စ်မပြေဘူးကျွန်တော်အဲ့ဒီမှာအချိန်ကကြိုးစားမှုနဲ့လည်း သက်ဆိုင်သေးတယ်ဗောနော်အဲ့ဒီမှာကံရဲ့ညံရဲ့ဝရိယရဲ့၃မျိုးစုံသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ကြိုးစားမှုတွေကအထွတ်ထိပ်ကိုရောက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုပန်းနိုင်မှုအချိန်တူတူနဲ့လွယ်လွယ်ကူကူရောက်ရှိမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ